ရင်လည်းအကောင်ကြီးပဲရွေးပြတာတိတိလေးတွေမပြဖို့ကငါတက်ကကွန်မန်ဒါတွေပဲပြတာကွန်မန်ဒါအဆင့်ကိုပဲသူပြစ်မှာဒီတက်ကဖျိုးပြဖြစ်မှာဟုတ်ဗျကွန်မန်လုံးမဲ့သူမရှိရင်တက်ကဖျိုးပြဖြစ်မှာအဲ့တော့ဟိုဒါလေးတွေတော့ရေးကြည့်ရအောင်စကိုင်းအထက်ပိုင်းပေါ့နော်စကိုင်းအထက်ပိုင်းဒီမင်းကွန်းစကိုင်းကနေအပေါ်ဒီဘက်တိုင်မင်းကွန်းဘီဝမ်းလိုင်းဆက်တက်သွားလို့ရှိရင်အဲ့မှာတက်တက်နေရာရှိတယ်နောက်တော့ဒီဘက်မှာအနောက်ဘက်ကွာလန်းရှိတယ်အဲ့ဒီလမ်းနေတိုင်းတက်မယ်ဆိုရင်ခုနကျွန်တော်မနေ့ကပြောတဲ့နေရာပါပဲနော်တောင်ရင်တောင်ရွာနဲ့တောင်ရင်မြောက်ရွာဆိုတာနှစ်ခုရှိတယ်အဲ့ရွာနဲ့အဲ့ရွာနဲ့ပေါ့နော်အဲ့ရွာနာမှာဖြစ်ဖြစ်နေတဲ့ပြဿနာ ဘာလဲဆိုတော့အဲ့နာမှာ PDF တွေအင်အား KIA တဲ့ PDF အင်အား1000လောက်စုဖွဲ့နေဆိုတဲ့တင်ကျွန်တော်တို့ဟိုကြားရပါတယ်အင်အား1000လောက်စုဖွဲ့နေတယ်သခိုင်းဘက်မှာသခိုင်းအပေါ်ဘက်အပေါ်ဘက်တောင်ရင်တောင်ရွာနဲ့တောင်ရင်မြောက်မြောက်ပေါ့နော်ဂျားမှာသူက PDF လူ1000လောက် PDF နဲ့ KIA တက်ဖွဲ့နေ KIA တွေပါအဲ့ဒီရောက်နေတာဆိုတော့မန္တလေးနဲ့သခိုင်းသခိုင်းနေဟိုဘက်ဆိုတာကျွန်စုစုအောင်သွားရမယ်ဆိုရင်နှစ်နာရီသုံးနာရီနှစ်နာရီလောက်ပဲမောင်းလိုက်တာရောက်နေပြီအဲ့လိုနေရာကိုတော့ PDF တွေနဲ့ဒူ KIA တွေပါရောက်နေတယ်အဲ့တော့တောင်ရင် တောင်ရွာနဲ့မြောက်ရွာကြားမှာရှိတဲ့ဒီအဲ့မှာတောအုပ်လိုမျိုးလေးအုံအပင်လေးပဲရှိတယ်နောက်တစ်ခါဟိုအဆောက်အဦလေးလည်းရှိတယ်ပေါ့အဲ့ဒီနေရာကြီးတဲ့ကို PDF နေနဲ့ KI ပူပေါက်ဖွဲ့လူတစ်ထောင်နီးပါးလောက်စုဖွဲ့နေတယ်တဲ့ဘာကြောင့်စုဖွဲ့လဲဆိုတော့အဲ့ဒီနေကန်လေးကပြောကြကြတယ်ဘာကြောင့်စုဖွဲ့လဲဆိုတော့ပြီးခဲ့တဲ့ရပိုင်းကစစ်တပ်ကတက်မှတုံးတုံးတက်ကအပေါ်တက်ပြီးတော့စစ်ကြောင်းနဲ့ထိုးလိုက်ရှိတယ်နေမရှင်းလေးလိုက်တာရှိတယ်အဲ့ရှင်းလေးလာတာကြားလို့သူတို့ကချားချားပြချောင်းမြောက်လိုက်ခဲ့တယ်မိုင်းဆွဲတဲ့တက်တွေတက်စစ်ကြောင်းဖီဖိုဖြစ်သွားတယ်အဲ့တော့ဖီဖိုဖြစ်သွားတဲ့အတွက်နောက်ထပ်တက်စစ်ကြောင်းထပ်လိုက်လာတဲ့ခါမှာအဲ့လိုက်တဲ့တက်စစ်ကြောင်းချားပြတိုက်ခိုက်မှုတွေသူတို့ကရှင်းပြတော့စောင့်နေတာအဲ့တော့ နေကန်တွေရဲ့တချို့တော့ဒီတရင်ရင်းမြစ်တွေရဲ့ပြောကြကြရဆိုရင်သူတို့တက်ခဲ့ဟိုစစ်ကူစစ်ကြောင်းတွေကိုလာအောင်မြှူခေါ်ထုတ်မြှူပြီးတော့ခေါ်ထုတ်ပြီးတော့မြှူမြှူထုတ်ဘယ်လိုခေါ်မလဲစစ်မြှူတာပေါ့ခေါ်ထုတ်တာပေါ့နော်ဟိုဖြားဖြားအောင်ပြီးတော့ခေါ်ထုတ်ပြီးတော့သူကတယောက်ချင်းစီအမှိတ်ချွေချွေမယ်တိုင်ရင်တစ်ခုချင်းအမှိတ်ချွေချွေမယ်ဆိုရင်ယူချင်းနဲ့သူတို့လုံနေကြတဲ့သဘောလိုမြင်ရတယ်အဲ့ဒါပါဆိုပထမထွက်တော့လဲဘဒူရောင်တိုက်မယ်ဆိုပြီးတော့တရင်ပေးတယ်တရင်ပြီးတော့ဘဒူရောင်တကယ်တိုက်မယ်ဒီစစ်တပ်ကကဲဖို့သွားတဲ့အချိန်မှာအကဲဖို့သွားတဲ့ကောင်ကိုချားဖြတ်လိုက်ပါတယ်ကန်ကြီးကုန်းလိုပေါ့နော်ဖြတ်လိုက်ပါလိုက်တယ်တိုက်ပလိုက်တော့အခုတက်ကအထိနာတယ် ဟိုရှောက်ဆုတ်ခွာပြေးရတယ်ဖြစ်လာတယ်။ရှောင်ထွက်သွားတာဖြစ်တယ်။နောက်စစ်ကြောင်းတောက်ခံရရှိတယ်။အဲ့တော့အခုလည်းတခါအဲ့လိုပဲဒီဘဒူရွာနဲ့ပတ်ပတ်လေတော့မှာစစ်ကြောင်းထိုးနေတက်တက်ကစစ်ကြောင်းထထိုးမယ်လို့ဆိုတော့အဲ့ဒီကတော့တောင်ရင်တောင်ရွာတို့တောင်ရင်မြောက်ရွာတို့ကြားထဲမှာရှိနေနေရာတွေဖြတ်တိုက်ဖို့ကြိုးစားနေရတယ်။တဘောကတော့အင်းအားတော့တော်တော်များတယ်တထောင်ကြီးပါတယ်။အဲ့ဒီမှာသူက KIA ရဲ့အယောက်90လောက်ဝင်ပါတယ်တဲ့ PDF ကလူတွေရဲနော် Unicorn ကြောင်ကြားအဖွဲ့တွေအားလုံးလူတထောင်ကြီးပါလောက်ကအားနဲ့အင်းနဲ့ပေါ်ဖြစ်နေတယ်။အဲ့ဒီတက်မတော်စစ်ကြောင်းထိုးမဲ့ဒုတမမှုနဲ့ဥဆောင်စစ်ကြောင်းထိုးဖို့ရှိရင်လို့ကြားတော့အဲ့ကောင်တွေဖြတ်တိုက်ဖို့အတွက် သူကကြိုတင်ပြီးတော့နေရာယူပြင်ဆင်မှုတွေလုပ်နေရဲဆိုတဲ့အကြောင်းသတင်းပေးတယ်အဲ့တော့တက်အနေနဲ့ကစစ်ကြောင်းထိုးတာထိုးလို့ရတယ်ဒါပေမဲ့စစ်ကြောင်းထိုးတဲ့အခါမှာမြေပြင်စစ်ကြောင်းတွေပြင်ဝင်ရတယ်ရဟတ်ရမှာပြန်တန်းတာမျိုးဒရုန်းတွေပြန်တာမျိုးနဲ့ဒရုန်းနဲ့လူနဲ့တပြိုင်တည်းသွားတာမျိုးလှုပ်ဖို့တင့်တယ်လို့တော့တိုက်တွန်းချင်တယ်ဘာလို့လဲမဟုတ်ရင်ခင်ဗျားဒီကောင်တွေကကြည့်ရတာလူလဲကြပြီးရွေးချက်ရှိရှိနဲ့သူကဒီတက်မတော်စစ်ကြောင်းတွေတက်လာမှာကိုစောင့်တယ်ပြီးရင်အလေကောင်ဖြတ်ပိတ်တယ်ကန့်လန့်ဖြတ်ပိတ်ဖြတ်ပိတ်ဟိုဘက်အထက်ကိုဖြတ်ပိတ်ပြီးတော့ဝိုင်းပြီးတိုက်မယ်ဆိုဝိုင်းပတ်ပိတ်ဆိုတိုက်မယ်ဆိုရင်တက်မတော်လဲဘယ်ခံနိုင်မလဲဗျာခင်ဗျားဟိုအင်ကဟိုအင်ကထောင်းတဲ့ချီဝိုင်းထားမယ်ဆိုဘယ်ခံနိုင်မလဲ ်လောက်အောင်ပြည်တယ်နော်အဲ့တော့ပြီးတော့တနတ်တွေနဲ့ပြစ်တာလေခင်ဗျာဟိုတေးမင်းနဲ့ပြစ်ထားမှမဟုတ်လားအဲ့တော့တေးနိုင်တာပေါ့ဗျာအဲ့တော့တက်နေနေကစစ်ကြောင်းထိုးတော့မယ်ဆိုတာနဲ့စစ်ကြောင်းထိုးတဲ့တက်မှာ drone တွေကောင်းကောင်းရှိဖို့လိုတယ် drone ပုံချတဲ့ drone တွေကောင်းကောင်းရှိဖို့လိုတယ်အဲ့ drone တွေကောင်းကောင်းပြန်ပြီးတော့ကင်းထောင်နိုင်ဖို့လိုတယ်ကင်းထောင်ပြီးကြည့်သွားပြီးမှထွက်လို့ရှာတွေ့ရတဲ့ရောက်ရောက်ရှေ့နေအောင်လှန့်ထုဖို့လိုတယ်အဲ့လိုလုပ်ပြီးမှစစ်ကြောင်းထိုးတာကောင်းမယ်နောက်ပိုင်းတက်မှာတော့စစ်ကြောင်းထိုးတဲ့အခါမှာတက်မှာတော့နေနေချင်းလေးစစ်ကြောင်းထိုးရင်ဘာကြောင့် drone တွေအရင်မပြန်လဲကျွန်တော်စဉ်းစားလို့မရအောင် drone တွေအရင်ပြန်သွားရမယ်ပြီးရင်ဒီလေးမပြန်ချင်တော့ drone ပြန်ရမယ်နောက်ခုနောက်ပိုင်းပေါ်လာတဲ့ ဒီပါရမိုတာလိုဟာမျိုးပေါ့ဗျာပုံစံလူလေးတွေရှိတယ်တခြားဒီချက်ထားပါတော့ကျွန်စစ်ဘက်တုံးနေရတယ်ကျွန်တော်တချို့ကပြောချင်ပေါ့တချို့အချမ်းကြီးပြောတဲ့လူတွေရှိပါတယ်ဆိုတော့ကျွန်တော်ဒါတော့ဒီညမှာသိသိပြောချင်ပေါ့ဆိုတော့ကောက်ကင်နဲ့အပေါ်ကနေကိုစစ်ကြောင်းထိုးမဲ့နေရာကြီးအကုန်လုံးအင်းဆုံးကင်းတဲ့လေနဲ့ drone နဲ့ပတ်ပြန်တဲ့ပြန်ပြီးစစ်ကြောင်းထိုးထိုးပြီးတော့မှတခုခုပေါ့နော်စစ်ကြောင်းကိုဒီကိုလဲဒီစစ်မြူကိုလူတွေယူစားတယ်အခုကဘာဖြစ်လဲဆိုတော့ဟဲ့အပေါ်ချောင်းတိုက်ချောင်းချောင်းဆိုတော့ရှေ့ခေတ်စစ်တိုက်တဲ့နီးနဲ့တိုက်လို့မရတော့ဘူးဗျာဒီဘက်ကနီးပညာခေတ်ဖြစ်သွားပြီ ်နီးပညာခင်ဖြစ်တဲ့ကောင်နီးပညာနဲ့တိုက်မှရမှာနော်မဟုတ်ရင်ဒီကကြာလာရင်တက်မလို့သားတွေအတွက်လည်းထိခိုက်တာတွေမကောင်းဘူးပေါ့နော်အဲ့တော့ဘာပဲပြောဟိုတက်မလို့နေတဲ့တခြားစဉ်းစားဖို့လိုတယ်စစ်ကြောင်းကတော့ထိုးရမှာနင်းနေရှင်းလင်းရလုတ်ကုန်လို့လုတ်လို့မရဘူးအခုအဲ့အပေါ်မှာစကိုင်းအပေါ်ပဲဒီဒီဘက်ဆိုမင်းကုန်းဒီဘက်ဆိုလို့ရှိရင်တောင်တောင်တောင်ရင်တောင်ရွာမြောက်ရွာဟုတ်ပါဆက်သွားရင်ဘဒူးအောက်ကိုဆိုင်ကန်ကြီးကုန်းအစားကြီးတဲ့ဒီဒီဘာခေါ်လို့ရေခါအင်းကြီးပေါ့ရေခါအင်းကန်ကြီးပေါ့ရေခါအင်းကန်လို့ခေါ်မလားကန်ကြီးကြီးရှိတယ်အဲ့ဒီကန်ကြီးကနော်ရေခါကန်လို့ခေါ်လားရေခါအင်းလို့ခေါ်လားကျွန်တော်ဒီမှာအမ်ရေခါအင်းကြီးပေါ့နော် ချောက်ချောက်ပနန်းတို့ရွာသစ်တို့ကန်ကြီးကုန်းတို့ဆယ်သေးတော့တို့အစရှိတဲ့နေရာတွေနဲ့အိမ်မှာကျွန်တော်တို့ဆက်ဆက်ပြီးတော့ပေါ့ဗျာနေရာတွေကိုလုံးကြည့်ဖို့ဆိုတော့အပေါ်ဆက်တဲ့တော့တောင်ရင်တောင်ရွာမြောက်ရွာအဲ့ဒီတောင်ရင်တောင်ရွာမြောက်ရွာမြောက်ရွာနဲ့ဘဒူကန်ကြီးကုန်းဆိုအလေကောင်ကဂျာမာဒီဘက်ကအနောက်ဘက်လမ်းရှိတယ်ယထာလမ်းနေရှိတယ်ဒီဘက်အပေါ်ကတည်းကဂျွာလမ်းနေရှိတယ်အဲ့ဒီနေရာတွေကိုလုံးပတ်ပတ်လေးကိုလိုက်ပြီးတော့တက်ကလေရင်နဲ့ကောင်းကောင်းပြန်တုံးမှုဒရုန်းနဲ့ကောင်းပြန်ပြီးစစ်ကြောင်းတွေလိုက်ထိုးပြီးမှနေမီရှင်းလေးလုပ်တာကောင်းမယ်မဟုတ်ရင်ဟိုကဂျာပြတ်စောင့်တိုက်တာနဲ့စနိုက်ပါနဲ့စောင့်ပြတာနဲ့အကုန်ဒုက္ခတွေတယောက်တီးကုန်နေတယ်ပြီးတော့သူကပြင်လေအကောင်ကြီးပဲရွေးပြတာတိတိလေးမပြဖို့ဘူးညာတက်ကကွန်မန်ဒါတွေပဲပြတာဘာလို့ကွန်မန်ဒါအဆင့်ကိုပဲသူပြင်မှာ ဒီတက်ကဖျော်ပြဖြစ်မှာဘူးဗျ comment လုံးမလို့မရှိရင်တက်ကဖျော်ပြဖြစ်မှာအဲ့တော့ဟိုဒါလေးတော့ရေးကြည့်အဲ့တော့တက်နေတဲ့လေကြောင်းပစ်ကူကဒုတိယ light လေကြောင်းလေကြောင်းပစ်ကူကနောက်အသစ်နဲ့ပြင်ထားဖို့လိုတယ် drone ရင်နဲ့ပြန်နောက်ကတက်ကစစ်ကြောင်းထိုးပြီးတော့ drone ပြန်ပြီးစစ်ကြောင်းထိုးရင်း drone ကနေပြီးတော့လူဝင် drone ပုံချနိုင်တဲ့ဒီသွားအဲ့လိုတော့ဘုတ်တဲ့လေကျွန်တော်ထိုက်လုံးချင်တယ်ပြီးတော့စစ်စင်ရေကိုပုံစံပြောင်းတင်တယ်လို့ကျွန်တော်မြင်တယ်ဟိုဒီနေရာမှာဟိုက်ဒါဖြစ်တယ်တော်တော်တော်အထင်တက်တက်အဲ့လိုရှောက်လုံးနေမယ်အစားစစ်စစ်ကြပြင်ဆင်တာကောင်းမှထင်တယ်လို့ထိုက်လုံးချင်ပါတယ်